တနင်းဖြစ်သူမခင်မုံမို့တဲမှာရင်သွေးလေးလွယ်ဆောင်ထားရပြီးဖြစ်ကြောင်းပရိသတ်တွေကိုအတိပေးလာခဲ့တဲ့အဆိုတော်ဖြူကြီးမင်္ဂလာပါပရိသတ်ကြီးရေအတန်ပါဝါကောင်းကောင်းနဲ့ယောက်ျားလေးမင်္ဂလီပရိသတ်တော်တော်များများရဲ့အားပေးခြင်းကိုလက်ခံရရှိထားတဲ့အဆိုတော်ဖြူကြီးကတော့ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကဇနီးဖြစ်သူမခင်မုံမို့တဲနဲ့မင်္ဂလာဦးစွန်ကျွေးမင်္ဂလာပွဲလေးကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်အဆိုတော်ဖြူကြီးတို့ဇနီးမောင်နှံဟာအီဗီလာ9ရက်နေ့မှာမင်္ဂလာဧကန်ပွဲကျင်းပဖို့အတွက်ရည်ရွယ်ထားခဲ့ပေမဲ့လည်း မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ငလင်တန်းခန်းစားခဲ့ရတဲ့ပြည်သူပြည်သက်တွေနဲ့တန်းတူရှိတဲ့ဆိုတဲ့ခန်းစားချက်ကြောင့်မင်္ဂလာပွဲကိုဖျက်သိမ်းခဲ့ပြီးမင်္ဂလာပွဲအတွက်ကုန်ကြမဲ့ကုန်ကြစည်အားလုံးကိုငလင်ပေးတင်ခဲ့တဲ့ပြည်သူတွေစီကိုလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့အီဗီလာ28ရက်နေ့မှာတော့အစိုးရဖြိုးကြီးကဇနီးဖြစ်သူမခင်မိုးမိုးတဲစီမောင်ပထမဦးဆုံးရင်သွေးလေးကိုလွှဲဆောင်ထားရပြီဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတစဉ်အတီးပေးလာခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ဖြူကြီးဟာပထမအိမ်တော်အနေနဲ့တရုတ်ဆောင်ဆိုမျက်နှာနာနဲ့အိမ်တော်ကြားခဲ့ဘူးတာဖြစ်ပြီးအခုဆိုရင်တော့ဆိုမျက်နှာနာနဲ့ရတဲ့သားလေးမြတ်တော်မောင်ကအသက်18နှစ်ကျော်ထိရှိနေခဲ့ပြီဖြစ်ပြီးပထမအိမ်တော်ဖြစ်တဲ့ဆိုမျက်နှာနာနဲ့နှစ်ဦးသဘောတူကြည်ကြည်နက်နက်ကွာရှင်းပြဆဲထားခဲ့တာကြောင့်ဘလို့ပတ်သက်မှုမျိုးမှမရှိတော့တာလည်းဖြစ်ပါတယ်အခုဆိုရင်တော့တရုတ်ဆောင်ဆိုမျက်နှာနာကလည်းကိုပိုင်အိမ်တော်ထူထောင်ထားခဲ့ပြီဖြစ်တာကြောင့်အဆိုတော်ဖြူကြီးကလည်းသူ့ဘဝအတွက်တကယ်ကိုလိုအပ်ပြီး အစအစအရာရာနားလည်ပေးနိုင်တဲ့မခင်မိုးမိုးသေးနဲ့လက်ထပ်ခဲ့ပြီးတဲ့နောက်မကြခင်အချိန်အတွင်းမှာပဲချစ်စရာရင်သွေးလေးကိုထပ်မံပိုင်ဆိုင်ခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းမကြခင်မှာရင်သွေးလေးပိုင်ဆိုင်ခွင့်ရရှိတော့မယ်အဆိုတော်ဖြိုးကြီးနဲ့မခင်မိုးမိုးသေးတို့ဇနီးမောင်နှံအတွက်ဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။